Hello အားလုံးပဲမင်္ဂလာပါရှင်။နာနတိဘဝလေးထိုးတဲ့အခါမှာဘဝနဲ့ life ဖက်အောင်အမီတက်နေလေးကိုမင်္ဂထိုးပြပေးသွားမယ်နော်။ဒါကိုဘဝရဲ့အနာလေးလို့ယူဆပြီးတော့ကြည့်ပေးပါနော်။မီးလေးစတတ်ဖို့အတွက်ဖုံမီး35ကျပ်ရအောင်ထိုးသွားမယ်နော်။35ကျပ်ရပြီဆိုလို့ရှိရင်အပေါ်ကစားရလို့ရှိရင်5ကျပ်မြောက်ဖုံမီးလေးမှာမင်းတို့ကရှက်ကော်လေးနဲ့ချိန်လိုက်မယ်နော်။အဲ့ဆိုဒီလိုအနေထားလေးကိုရပြီပြီးရင်ဒီနေရာမှာဖုံမီး6ချက်ထုံမယ်ဖုံမီး6ချက်ပြီးရင်ဒီ ဒီဘက်ကိုပြန်လှည့်လိုက်မယ်နော်ခွင်လေးကိုလှည့်ပြီးရင်အဲ့ဒီခွင်ထဲမှာတိုင်ရှည်ခုနှစ်တိုင်ရအောင်ထိုးသွားမယ်နော်ထိုးလာတဲ့တိုင်းရှိခုနှစ်တိုင်းရပြီဆိုရင်ဒီနေရာမှာဖုံမင်း၅ချက်ပြီးရင်ဘက်ကလေးကိုပြန်လှည့်လိုက်မယ်ပြီးရင်တတိုင်းကျော်ပြီးတော့နောက်တတိုင်းရဲ့ထိပ်မှာတိုင်းတို့လေးနဲ့ချိန်မယ်ပြီးရင်ဖုံမင်း၅ချက်ခုနကလိုပဲတတိုင်းကိုကျော်ပြီးတော့နောက်တတိုင်းရဲ့ထိပ်မှာတိုင်းတို့လေးနဲ့ချိန်မယ်နော် ပြီးရင်နောက်ထပ်ဖုံမင်းငါချက်မင်းငါချက်ပြီးလို့ရှင်ဒီဘက်ကတိုင်နဲ့ဖုံမီချားလေးမှာတိုင်တို့လေးနဲ့ချိန်လိုက်မယ်နော်လိုလေးရသွားပြီအဲ့ဒါဆိုရင်မင်းတို့ဒီဘက်ကလေးကိုပြန်လှည့်လိုက်မယ်နော်ပြီးရင်ဒီပထမဆုံးခွင်းလေးရဲ့အလယ်နေရာကိုရောက်အောင်မင်းတို့ကရှက်ကိုလေးနဲ့ရွှေ့သွားလိုက်မယ်နော်ရှက်ကိုလေး၃ချက်လောက်နဲ့ခွင်းရဲ့အလယ်နေရာလေးထိရောက်အောင်ရွှေ့သွားလိုက်မယ်နော်အခုဘွဲအလင်းနေရာလေးကိုရောက်ပြီဆိုလို့ရှိရင်ဒီမှာနော်ဖုံမင်း၅ချက် ဝင်ငါချက်ပြီးရင်ဒီခွင်းရဲ့အလင်းနေရာလေးမှာ တိုင်လိုလေးနဲ့ချိန်မယ်ပြီးရင်နောက်ထပ်ဖုံးမင်းငါချက်နောက်ထပ်ခွင်းရဲ့အလင်းနေရာလေးမှာတိုင်လိုလေးနဲ့ချိန်မယ်ဒီမျိုးလေးရပြီနော်အဲ့ဒါဆိုရင်ဒီဘက်ကိုပြန်လှည့်လိုက်မယ်လှည့်ပြီးရင်ခုနကလိုပဲဒီသူ့ဘေးနားခွင်းလေးနော်အဲ့ဒီခွင်းလေးရဲ့အလင်းနေရာရောက်အောင်ရှက်ကော်လေးနဲ့ရွှေ့သွားလိုက်မယ်နော်ရှက်ကော်လေး၃ချက်လောက်နဲ့ရွှေ့သွားလိုက်မယ်နော်ဖုံးမင်းချက်ကလေးတွေမှာရှက်ကော်လေးတွေနဲ့ရွှေ့သွားမှာနော် ကဲအခုအလဲနေရာလေးရောက်ပြီဆိုလို့ရှိရင်ဒီနေရာမှာကကြတော့ဖုံမီး၄ချက်ဝီ၄ချက်ထုံမှန်နော်ဒီလို့ရှိရင်အပေါ်ကစရရင်ဒုတိယမြောက်ဖုံမီးလေးကနေပြီးတော့အကူထဲခြေသားလေးကိုချိန်ယူလာပြီးတော့ထိတ်ဆုံးကဖုံမီးလေးကနေပါထုတ်လိုက်မယ်နော်ထိတ်မှအချုံလေးရအောင်လုပ်တာပေါ့နော်ဒီလို့ရှိရင်ဒီနေရာမှာဖုံမီး၃ချက်ဖုံမီး၃ချက်ထုတ်ပြီးသွားလို့ရှိရင်ဒီဘက်ခွင်းရဲ့အလဲနေရာလေးမှာကျွန်တော်ကရှက်ကောလင်းနဲ့ပဲချိန်လိုက်မယ်နော် ချီကိုလေးနဲ့ပဲချိန်လိုက်မယ်ပြီးရင်ဒီနေရာမှာဖုံးမင်းလေးတစ်ချက်ထိုးလိုက်ပါပြီးရင်ခြေသားလေးကိုဖြတ်လိုက်မယ်နော်ကဲအခုဆိုရင်တော့ချစ်စရာကောင်းတဲ့နံနက်သီးလေးရပြီပေါ့နော်မင်းတို့ကခြေသားလေးကိုသိမ့်မယ်ခြေသားသိမ့်တဲ့နေရာမှာမင်းကတော့ဒီထိုးတဲ့အက်ကလေးကိုအသုံးပြုပြီးတော့ပဲသိမ့်ပါတယ်ဟိုမီဂျိုလေးတဲကိုခြေသားလေးကိုချက်ယူသွားလိုက်မယ်နော်ခြေသားလေးတွေကိုတော့တေချာလေးသိမ့်ပေးပါနော်ခြေသားလေးကိုဖြတ်လိုက်မယ်နော် ကဲခုဆိုရင်တော့ရန်ချစ်ချာကောင်းတဲ့နန်းနန်းဒီအမီလေးရပါပြီရှင်။ပဝါလေးထုတ်ပြတဲ့ဆိုလို့ရှိရင်အခုလိုချစ်ချာကောင်းတဲ့အမီလေးတက်ကြည့်ပါနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။